တင်းပေးသားများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်တင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်းတစ္ဆာမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်းတစ္ဆာမှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တင်းကတော့ဖာခမ်းမျိုးရှေးဘက်တို့အကြံဘက်စစ်တပ်ကဓာတ်မှန်စစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးအကြံဘက်စစ်တပ်ကလေရင်များနဲ့ဘုံကျဲတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ ကချင်ပြည်နယ်ဖားကန့်မြို့ရှေးဘက်သို့အကြံဘက်စစ်တပ်ကထမ်းမှန်စစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ GYN စီးရဲသတင်းရင်းမြစ်ကပြောပါတယ်။ဒီကနေ့အော်တိုဘာလ10ရက်မနက်၈နာရီခန့်ကဖားကန့်မြို့လုံကင်းကျေးဝါအုပ်စုရန်ချက်ဘက်ကနေတဆင့်ဖားကန့်မြို့ရှေးဘက်မလန်းကျေးဝါဘက်ကိုအကြံဘက်စစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာခဲ့ရမှာ GYN KPD ရဲ့တပ်ဖွဲ့နဲ့တိုက်ပွဲတွေပြင်းထန်နေပြီးတော့လက်ရှိမှာအကြံဘက်စစ်တပ်ကအထင်းနာတာကြောင့်ဝိုင်တွယ်လေးရင်နဲ့ဘုံသီးအလုံး၄၀ခန့်ခြေချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အခုဖာကန်းမျိုးရဲ့ရှေးဘက်ချမ်းမလန်ချီဝါဘက်ကိုစကောင်းစီစကြောင်းတွေကလုံခင်းရန်ချက်ဘက်ကနေစကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားနေတာ9ရက်6ရက်ရှိပြီ။အဲဒီမှာ KIA KPD ရဲ့ပူပေါင်းတပ်ဖွဲ့တွေကလည်းဒရုန်းနဲ့လက်နက်ကြီးတွေနဲ့ပြန်လဲခူးကန်တိုက်ခိုက်တော့တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားနေပါတယ်။စကားစားဘက်ကစကြောင်းတွေလည်းအထိနာတာရှိတယ်။အဲဒီလိုအထိနာတော့လေကြောင်းတုံးပါတယ်။ဒီမနက်ကဝိုင်တွဲနဲ့တိုက်ခိုက်သွားပါတယ်။ဝိုင်တွဲနဲ့ဂိုးကောက်လောက်ပတ်ပြီးတော့ဘုံလုံးကြီး၄90လောက်ခြားသွားတာလို့ ခရိုင်ယူစရေးတရင်ရေးမြစ်ကပြောပါရင်အစိုးပါဂျမတ်စစ်တပ်စကြောင်းဟာဖာကန်မြို့ရှေ့ဘက်ချာမှာရှိတဲ့လဲပြင်းမလန်းရွာဟောင်းဘက်တို့ကနေဆိုင်းတောင်ကြီးဝဘက်ကိုစစ်ကြောင်းထိုးနေတာဖြစ်ပြီးတော့ဖာကန်မြို့တမကုံးမလက်နက်ကြီးတရုံများနဲ့ပြစ်ခုပေးတိုက်ခိုက်ပေးမယ်လေလက်ရှိမှာအထိနာလေးရရှိနေတာကြောင့်အခုလိုလေးချောင်းနဲ့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းရမန်နေအော်တိုဘားလာကိုရက်နေမွန်တက်ဆန်နိုင်ခန်းကလည်းဂျာဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့သေးကြောင်းသိရပါတယ်အစိုးပါဖာကန်မြို့ကိုအချမ်းဘက်စကောင်းစီရဲ့ ဓမ္မ33ဓမ္မမှုဗိုလ်မှူးချုပ်ကောင်းမင်းထွန်းနဲ့မိုးကောင်းချေဆိုင်ဓမ္မ3ဓမ္မမှုဗိုလ်မှူးချုပ်ဇော်ဝင်းတို့ဦးဆောင်တဲ့ဂျမ်းဘတ်စကြောင်ဟာပြည်သူလူထုကိုလက်နက်ကြီးဒရုန်းလက်နက်ငယ်များနဲ့ဖျက်ခတ်တပြတ်မှုကြောင့်လေလားကျော်တွင်မှပြည်သူ60နေပါတိဆုံးက290ကျော်တိုင်ရရရှိခဲ့တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရန်ကုန်ဒလာဒရာနောက်ဆုံးဆင့်ကိုမင်းအောင်လိုင်လာကြည့်လို့မြေခူးတက်မှန်စိတ်များအားလုံးကိုပိတ်ပင်လိုက်ပြီးတော့မြေအတွင်းမှာစတင်မောများကင်းလေက ဒလားနဲ့ရန်ကုန်မြို့စိတ်ကံဝင်းကျင်တစ်ခုလုံးကိုလုံခြုံရေးတင်းချက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်ဒလားဒရနောက်ဆုံးအဆင့်အခြေအနေကိုအကြံပတ်မင်းအောင်လှိုင်ကလာရောက်ကြည့်ရှုမှာဖြစ်လို့ရန်ကုန်ဒလားမြခုတက်မှန်စိတ်များအားလုံးကိုစက်တက်ကပိတ်ပင်လိုက်ပြီးတော့မြေတွဲမှာလည်းစသင်းမောများကင်းလဲ့နေတယ်လို့ဒေသနှိပ်ပြည်သူများနဲ့စစ်ဘက်သတင်းရင်းမြစ်များကပြောပါတယ်။ယမန်နေ့အော်တိုဘားလ9ရက်နေ့ည7:00နာရီခန့်ကရန်ကုန်ဒလားမြခုတက်မှန်စိတ်များအားလုံးကိုအကြံပတ်စက်တက်ကပိတ်ပင်ခဲ့တာဖြစ်ပြီးတော့ ရန်ကုန်မြို့တွင်းမှာလည်းစတင်းမော်တချို့ကိုကင်းလဲချထားခဲ့ကြောင်းဒါပြင်ဒလာမျိုးပေါ်နဲ့မျိုးနယ်အတွင်းမှာလည်းအကြံဘက်စတက်ကတက်ဆွဲခဲ့ပြီးကင်းလဲခဲ့ကရန်ကုန်မြို့စကန်ပတ်ချမ်းမှာလည်းစကားငယ်တချို့နဲ့လဲလဲကင်းလဲမှုတွေကိုရမန်တွေကလေးကလုံဆောင်နေခဲ့တယ်လို့သိရပါတယ်အခုရန်ကုန်ဒလာတပ်မှန်တွေနဲ့တပ်မှန်စိတ်တွေအလုံးကိုမင်းညာ၈နှစ်ကြီးကပိတ်ထားတယ်သူတို့ပြေးဆွဲပေးနေတဲ့ရန်ကုန်ဒလာမြကူးတင်းမော်တော့ကူးပေးနေတယ်ဒါပေမဲ့လူကြီးလာရဲ့မြကူးတင်းမော်လဲခဏရက်ထားမယ်လို့ပြောတယ်မြက်ထဲမှာတော့စတင်းမော်တွေတွေ့တယ် ရန်ကုန်စကံဘက်မှာလည်းစစ်သားတွေတော်တော်များများချထားတယ်။အဲ့ဒီဒလာဒရာကိုမာလာကလာကြီးမာလို့ပြောတယ်လို့ဒါနေပြည်သူတဦးကပြောပါတယ်။ဒါပေမဲ့ဒီနေ့မနက်10:30မိနစ်ဝင်းကျင်မှာတော့ယမန်နေညကလေးကလုံချုံကြီးအရာလေစိမ်များနဲ့လမ်းများဖိပင့်ထားမှုကိုစစ်တပ်ကပြန်လည်ဖွင့်ပေးလိုက်တယ်လို့လည်းရန်ကုန်မျိုးကံများကပြောဆိုပါတယ်။ဒါပြင်စစ်ပတ်တရင်ချင်းမြတစ်ခုကလည်းရန်ကုန်ဒလာဒရာကိုမယောင်းလိုက်သွားရောက်ရန်ပြီးခဲ့တဲ့စက်တင်ဘာလတွင်ကလေးကစစ်ဆင်ထားတာဖြစ်ပေမဲ့ ၎င်းရဲ့ရုရှားခရီးစဉ်အပါအဝင်ခြားကိစ္စရပ်တွေကြောင့်ခရီးစဉ်ရွှေ့ဆိုင်းခဲ့ကြောင်းဒီကနေ့အော်တိုဘားလ10ရက်နေ့မှာတော့မင်းအောင်လိုင်းဒလာဒရာတို့တွားရောက်ဖွယ်ရှိကြောင်းပြောပါတယ်အခုဒလာဒရာကိုတက်ချုပ်သွားဖို့စီစဉ်ထားတာကစတင်မာလာကလေးကပါဒီနေ့တွားကျင်သွားနိုင်ပါတယ်ဒရာကနောက်ဆုံးဆင်ဖြစ်နေပြီဒီဇင်ဘာမှာဒါမှမဟုတ်ဇန်နဝါရီမှာဖွင့်ဖို့တွန်းလှုပ်နေတယ်လို့စစ်ပတ်သတင်းရေးမြစ်ကပြောပါတယ်အစိုးရရန်ကုန်ဒလာဒရာဟာတမ္မဏိကျိုးဆိုင် လေးလန်းသွားဒရာရှိကြီးဖြစ်ပြီးပင်မဒရာရှိ1936ပြည်နဲ့ တရားရှိစုစုပေါင်း6143ပေရှိကြောင်း။တန်းချိန်1000ကျွက်ခန့်ရှိတဲ့တင်မောကြီးများရေလန်းကင်းလို့စွာသွာလာနိုင်ရန်အမြင့်ပေ160ခန့်နဲ့ရေလန်းကင်းလို့အကျယ်925ပေထားရှိစောက်လုပ်တော်မှာဖြစ်ကောင်းရင်းတစင်းချင်းခန်းတိုင်းဝင်အားဖြင့်85ရန်တိဖြစ်ကြောင်းအဆိုပါကိုရီးယားမြန်မာချစ်ချစ်ရေးဒလာဒရာကိုကိုရီးယားနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေချင်းငွေ အမေရိကန်ဒေါ်လာ139.833တန်ပြည်တွင်းရန်ပုံငွေ30.343တန် စစိုးပေါင်ကုန်ကြမ်းငွေအမေရိကန်ဒေါ်လာ168.184တန်ကုန်ကြမ်းမှာဖြစ်ပြီးတော့ကိုရီးယားထုတ်ကုန်သွင်းကုန်ဘဏ်နဲ့မြန်မာစောက်လုပ်ရေးဝန်ကြီးဌာနတို့မှ2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့ကချင်းငွေဆိုင်ရာသဘောတူစာချုပ်ရေးထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါဒလာဒရာတိဆောက်ရေးအသေးစိတ်ဒီဇိုင်းကိုကိုရီးယားသမ္မတနိုင်ငံကရေးဆွဲခဲ့ပြီးတော့ကိုရီးယားကပညာရှင်တွေပါဝင်တဲ့ GS Engineering Group ကအဓိကတာဝန်ယူတည်ဆောက်နေတာဖြစ်ပါတယ်။အဆိုပါရန်ကုန်ဒလာဒရာဖွင့်လှစ်ပေးစီပါက ရန်ကုန်မြို့မှဒလတွန်တီကော်မူဂွန်ချန်းကုန်မြို့နယ်များကိုဒေရီရဲ့တရားမတဆင့်ဂန်းချစ်ဒေတာများနဲ့အေရီတိုင်းတစ်ခုလုံးကိုလွယ်ကူလျင်မြန်စွာသွားလာနိုင်မှာဖြစ်ပါလိမ့်ဆလပ်ပီထမှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပြည်မျိုးနယ်မှာလူငယ်များကိုပေါ်တာဆော့ရန်ဖက်ဆင်းနေတဲ့ပြူစောတီခေါင်းဆောင်လာမြင့်ကိုရှင်ဖမ်းမိခဲ့ပေမယ့်ခိုးကန်ထွက်ပြေးလို့ပြက်ကတ်ဖမ်းဆီးရာကနေတည်ဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါလိမ့်ပဲခူးတိုင်းပြည်မျိုးနယ်မှာလူငယ်များကိုပေါ်တာဆော့ရန်ဖမ်းဆီးပြီးအကြမ်းဖက်ဆက်တဲ့ရွေးကောက်ပွဲကိုခူးညီနေတဲ့ ြူစော်တီခေါင်းဆောင်လာမြင့်ကိုရှင်းဖမ်းမိပေမဲ့လဲခိုးကန်ထွက်ပြေးလို့ပြက်ကတ်ဖမ်းဆီးရာကနေတည်ဆုံးခဲ့တယ်လို့ဘီခိုင်တရဲနဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်ပြီးခဲ့တဲ့အော်တိုဘားလ6ရက်နေ့မနက်10:00နာရီခန့်မှာပြည်မျိုးနဲ့ဘောင်တက်လက်အပိုင်းခွေရဲချင်းရုပ်ကုန်းကြီးဝါမှပြူစော်တီခေါင်းဆောင်လာမြင့်ကိုဝန်တင်စိတ်ကြီးဝါအနီးပဲခူးတိုင်းစတနာဘီဝါ27ကိုကဲမှုအောက်မှာရှိတဲ့ဘီခိုင်တရဲနဲ့တုံတုံ6ရက်နေ့တရဲနဲ့ဘီခိုင်တရင်တက်တုံတုံ6ရက်တက်ရင်ရဲဘော်များကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ် အဲ့လိုဖန်စီရမိပြီးတဲ့နောက်မှာစစ်စေးမင်းမြန်ရန်ခေါ်ဆောင်လာစဉ်လမ်းပိုင်းတနည်းရာရောက်မှပြန်လဲခူးကန်ထွက်ပြေးတာကြောင့်လိုင်းလံပစ်ခတ်ဖန်စီစစ်မှကြီးထီးမှန်ပြီးပေါ်ခြင်းပြီးသေဆုံးခဲ့ကြောင်းအစောပါပြူစောတီလာမြင့်တာမှာခဲသည်ထက်ပြီးပစ်ခတ်လို့ရတဲ့ gas down piece တို့တလက်ဆိုင်ကယ်တစ်စီးနဲ့လက်ကိုက်ဖုံတလုံးတို့ကိုတင်းဆက်ရရှိခဲ့ကြောင်းသိရပါတယ်အစောပါတေဆုံးသွားတဲ့လာမြင့်ဟာပေါင်းတလဲမြောက်ချမ်းရဲ့ပြူစောတီခေါင်းဆောင်ဖြစ်ပြီးပြူစောတီအဖွဲ့ဝင်များစုဆောင်ခြင်းခြေရွာတွင်ရှိလူငယ်များရဲ့ချက်လက်များကောက်ယူပြီး ဘောင်းတလဲရဲစကန်းနဲ့စကောမရှိရင်လူကြီးပိုင်းများထံတရင်များပေးပို့ခြင်းစကောမရှိရင်အမိကန်အချမ်းဘတ်စကောင်းစီတက်ကပြုလုပ်မဲ့ရွေးကောက်ပွဲအားကူညီခြင်းနှင့်ပြင်၎င်းဦးစီးတဲ့ပြူစောတီအဖွဲ့ကဘောင်းတလဲမျိုးပေါ်နဲ့ဂျေးဝါများမှာအဇင်းစခြင်းအတင်းအထမဆမှုတန်းတဲ့ခေါ်ယူခြင်းနဲ့ဘော်တာဆွဲဖန်ဆီးခြင်းများမှာအဓိကပါဝင်လှုံ့ဆော်နေသူဖြစ်တယ်လို့သိရပါတယ်အခုကျွန်တော်တို့လာမြင့်စီကနေဒင်းဆက်ရမိတဲ့ဖုန်းကနေတဆင့်ဘောင်းတလဲနေမြေနဲ့ဝတိကန်နေမြေက ရက်ွက်ဂျေးဝါတွေမှာရှိတဲ့ဖြီးသူစစ်စည်ရင်တွေရရှိထားပါပြီ။အကြံဘတ်စကားစားရဲ့တောက်တိုက်မှန်သမျှအကြံဘတ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုဝိုင်းဝန်းကူညီသူမှန်သမျှကိုစုံစမ်းပြီးထိရောက်စွာရေးယူသွားပါမယ်။ပြီးသူများအနေနဲ့လည်းစကားစားရဲ့တွာလာလှူရှာမှုတွေနဲ့အကြံဘတ်စကားစားနဲ့ပူပေါင်းပြီးအနိုင်ကျင့်နေတဲ့အသားတွေကလောက်ထွက်ပြီးသူတစ္ဆဖောက်တီရဲ့နေရက်နဲ့တွာလာလှူရှာမှုတွေကိုသတင်းပေးရင်းနဲ့ဒေါ်လာရေးအဖွဲတွေကိုပူပေါင်းဖို့ဖိတ်ခေါ်ပါတယ်လို့ BKI တရင်နဲ့သတင်းနဲ့ပြန်ကြားရေးတော်ဝင်ကဆိုပါတယ်။ နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့လေသာတောင်းကိုဖျက်ကျော်ရန်ကြိုးစားနေတဲ့အကြံဘတ်စကောမရှင်တက်တက်လန့်ကြပြီးတဲ့နောက်မှာညောင်ချတော့မှာတက်တင်ပြင်ပြီးစောင်းဆိုင်ခဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ပကိုးနောက်ချမ်းပရောင်းတောင်တက်နေလေသာတောင်းကိုပြန်လဲထိုးဆစ်ဆင်လာတဲ့အကြံဘတ်စကောမရှင်တက်တက်လန့်ကြခဲ့ပြီးတဲ့နောက်မှာညောင်ချတော့မှာတက်တင်ပြင်ဆင်နေကြတယ်လို့စီးရီးတင်ရင်းမြစ်တွေထံကသိရပါတယ်။အကြံဘတ်စကောမရှင်နဲ့အာရခတက်တော်အေးတို့ဟာပြီးခဲ့တဲ့အော်တိုဘားလ6ရက်နဲ့9ရက်နေ့တွေမှာ လက်နက်ကြီးများနဲ့ပြန်လည်ဖြစ်ခဲ့ပြီးတိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက်မှာအချမ်းဘတ်စကောမရှင်ဘက်ကထိနာကအလောင်းများပြန်ဆွဲပြီးတက်ဆုပ်ပြေးရတယ်လို့သိရပါတယ်။အခုစစ်တပ်ကလေကြောင်းကနေပြခုမပါရင်စစ်ကိုနိုင်အောင်မတိုက်နိုင်မတိုက်ရဲမတိုက်ဝွန်မတိုက်တတ်တဲ့အခြေအနေဆိုတာပေါ်လွင်ထင်ရှားနေတယ်။သူတို့ရဲ့ကာပါစာတပ်တွေပါသွားမှာကိုတုံလုံးချောက်ချားနေရပြီလို့စီဒီအန်တမတော်သားဘူရီစင်ရောကပြောဆိုပါတယ်။အစိုးရလေတာတောင်တကြောကိုဒရုန်းနဲ့လက်နက်ကြီးပြေးအားသုံးပြီးဖျက်ချော့ရန်စ조사ခဲ့တဲ့စကောမရှင်တပ်ဟာ ၎င်းတို့ဘက်ကတိုက်စုံမှုတွေများပြားခဲ့တဲ့တွင်ညောင်ကျိုးနဲ့ညောင်ချရာကိုဝန်းကျင်မှာရှိတဲ့လူမှုကူညီရေးကားများပါတုံးပြီးအလောင်းနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုပြန်လည်တည်ယူနေရတယ်လို့သိရပါတယ်။အဲဒီလိုထိုးစိတ်အင်အားအလုံးမဖြစ်တဲ့စကောမရှင်က၎င်းတို့ရဲ့လက်နက်ဖြစ်စီထုတ်လုပ်ရေးစက်ရုံများကိုကာကွယ်ရန်တွင်ရန်ကုန်ခြေစိုက်တရဲများမှထုံးလုံးအင်အားတွေနဲ့စခခစခွန်လက်အောက်ခံတရဲများကိုအုံပြုပြီးညောင်ချရာတက်နယ်မှာအင်အားဖြည့်ကတပ်အသင့်ပြင်ဆင်တဲ့နေသားတွေပြုလုပ်နေတယ်လို့သိရပါတယ်။ ။ဒါပြင်လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ညောင်ကျိုးစကန်ဘက်ကိုလည်းလေရင်ဖြစ်ကူမပါဘဲနဲ့စကြောင်းထိုးလို့မရတဲ့စကောမရှင်တကဒရုံများလက်နက်ကြီးများဖြစ်ကူနဲ့ပထောင်းတောင်ကုန်တကြောကိုပါစကြောင်းထိုးရန်ပြင်ဆင်လာပေမဲ့ထိတိုက်တိုက်ဆုံးမှုများစွာနဲ့ဓစုပ်ပေးနေရတယ်လို့သိရပါတယ်။လက်ရှိမှာအချမ်းဘက်စကောမရှင်ဟာကာကွယ်ရေးပစ္စည်းစက်ရုံများဖြစ်တဲ့ကာပါစာ6ကာပါစာ9ကာပါစာစကြောင်းတို့ကိုကာကွယ်ရန်အပြင်းထန်ကြိုးစားနေရပြီးတော့ဇင်လန်ဂျေးဝါအနေတဝိုင်းမှာပါလက်နက်ကြီးစခန်းများတိစောက်ထားတယ်လို့သိရပါတယ်။ အစိုးရစကောမရှင်ခြေကုပ်ယူထားတဲ့ဆင်လန်ရွာစခန်းဟာအေးပူပေါင်းတက်များတင်ပိုက်ထားတဲ့လေးသားတောင်ညောင်ကျိုးစခန်းနေနဲ့လေးမိုင်ခန့်သာကွာဝေးပါတယ်။လက်ရှိမှာအချမ်းဘက်စကောမရှင်ကစကကစကွန်လက်အောက်ခံခမရ9ခွန်လေးခမရ9ခွန်ကခမရ9ခွန်ခွန်ခမရ96ကိုခမရ920ခလာရ295တို့ကိုရခိုင်ပကိုးရခိုင်မကွေးရခိုင်အေအာဝရီအစက်တိုက်ပွဲတွေမှာပို့ဆောင်ထားပြီးတော့စမှုတန်တနန်းစိန်တသားတစ်တွေပါအင်အားဖြည့်ထားတယ်လို့သိရပါတယ်။ နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ချောင်းမျိုးနဲ့ဝန်တွင်မျိုးနယ်တို့မှာဇမုတန်ပတ်စဉ်၁၈ဒွန်းလူငယ်၂၅ဦးနေပါကိုစတက်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့တင်ကိုတင်ဆက်ပေးကြပါလိမ့်။မကွေးတိုင်းချောင်းမျိုးပေါ်ရက်ွက်တွေကိုအချမ်းမဲ့စတက်ကဝင်ရောက်စီးနှင်းပြီး၃ရက်စတိုက်လူငယ်၂၀ကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ Bebet Fan Force 6တခင်ဖိုးလာကြီးတခွဲမှတရင်နေပြန်ကြရေးဖီနစ်ကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလာ6ရက်နေ့ကနေအော်တိုဘားလာ10ရက်နေ့ထိ ညာပိုင်းချိန်တွေမှာချောင်းမျိုးပေါ်ရက်ခွက်ထဲမှာရှိတဲ့နေအများထိပါစစ်တပ်ကဝန်ရောက်စနေပြီး၃ရက်စတိုက်လူငယ်၂၀ဦးကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းအဲလိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်များဟာအလုံသမားနဲ့ចောင်းသားတွေဖြစ်ကြပြီးအတန်းရွယ်အားဖြင့်အသက်၁၈နှစ်မှ35နှစ်အတွင်းလူငယ်တွေဖြစ်တယ်လို့သိရပါတယ်အခုစစ်ခွေးတွေကပေါ်တာဆွဲတာကအချိန်မတတ်မတော့ဘူးသူတို့ဝင်ကျင်တဲ့အချိန်ဝင်ပြီးတော့ဆွဲနေတာအိမ်ထဲတီဝင်ဆွဲနေတာအခုကမျိုးပေါ်ရက်ခွက်တွေပဲဆွဲနေတာ သူတို့ကခြေဝါတွေဘက်ကိုရမ်းမလာရဲဘူးမျိုးပေါ်မှာတော့တမျိုးလုံးပတ်ဆွဲနေတော့တာအမျိုးသားတွေပဲပေါ်တာဆွဲနေရပါမျိုးပေါ်အများစုကငွေနဲ့လိုက်ရွေးကြတာများတယ်အရင်မှငွေတန်းနိုင်တဲ့သူကလော့တာများတယ်လက်လုံးလက်စားသမားတွေကတော့စမှုတန်းနဲ့ရောက်သွားကြတယ်ဖန်ထားတဲ့သူတွေကိုအရင်ကထွေးအုပ်ရုံးထဲနဲ့စက်သုံးတက်မှာဖမ်းလို့ရှိတယ်လို့တခင်ဖိုးလာကြီးတခွဲမှတရင်နဲ့ပြန်ကြားရေးဖိနစ်ကပြောပြပါတယ်ဒါပြင်မန္တလေးတိုင်းဝန်ရွေမျိုးနယ်တို့မှာရှိတဲ့ဂျေးဝါလေးခုကိုအချမ်းဘတ်စက်တက်ကဝင်ရောက်စီးနှင်းပြီး အသက်16နှစ်အရွယ်လူငယ်တဦးပါဝင်လူငယ်9ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ Voice of Wonder မှာတာဝန်ရှိသူတဦးကပြောပါတယ်။ဒီမနေ့အော်တိုဘားလ9ရက်နေ့မနက်9:00နာရီခန့်အချိန်ကဝန်ရွေမျိုးနယ်မှာရှိတဲ့ချင်းရွာမှာလူငယ်တဦးဖိုကုံးရွာမှာလူငယ်တဦးနဲ့နန်းန်းရွာတို့မှာလူငယ်3ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အခုဝန်ရွှဲမှာအမျိုးသားတွေကိုပေါ်တာဆွဲတာရမ်းများလာတယ်။လက်ရှိမှာလူငယ်9ဦးကိုဝန်ရွှဲစကန်နဲ့ပင်တလဲစကန်တစ်ခုမှာ ဘယ်စကားမှဖန်ထားလဲမသိရသေးဘူးလို့ Voice of One တွင်မှတော်ဝင်ရှိသူကရှင်းပြပါတယ်။အလားတူပြီးခဲ့တဲ့အော်တိုဘားလ9ရက်နေ့ကလည်းဝန်ရွေမျိုးနဲ့ခံပဲရွာရွာသေးရွာတောင်ဆဲရွာနဲ့အိုမတွေးရွာတို့မှလူငယ်9ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးအော်တိုဘားလတွင်လူငယ်10ဦးထက်မနည်းနေဆင့်ဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးခံရတယ်လို့သိရပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးချင်တာကတော့မကွေးနဲ့ပဲကိုကပ္ပဆာတုံးကူဝင်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ မကွေးတိုင်းနဲ့ပဲခူးတိုင်းမှာစစ်တပ်ရဲ့ကာကွယ်ပစ္စည်းထုတ်စိတ်ယုံကပ္ပဆတုံးခုအနီးမှာအချမ်းဘတ်စစ်တပ်နဲ့ဒေါ်လန်ရေးပူပေါင်းတပ်တွေတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပြပါတယ်။လက်ရှိမှာပဲခူးတိုင်းတွေကဗဒောင်းမျိုးနယ်အခြေစိုက်ကပ္ပဆ6မကွေးတိုင်းငဖဲမျိုးနယ်ကကပ္ပဆ14နဲ့ပေါင်းမျိုးနယ်ကကပ္ပဆ24တွေမှာအနီးကတိုက်ပွဲတွေဖြစ်နေတာလို့စုံစမ်းသိရပါတယ်။အခုကပ္ပဆ6 14နဲ့24မှာခြားနေကြတာ။6နဲ့14နာမှာတိုက်ပွဲကတော်တော်ကိုပြင်းထန်ပြီး အချမ်းဘက်စက်တက်ကလည်းအင်းအားထောင်းချီသုံးပြီးတော့လေချောင်းပြက်ကူနဲ့ခူးခံနေပါလိမ့်။အဲ့ဒီချောင်းနဲ့ဆက်လေးကိုအေးနဲ့မာမိတ်တက်တွေကဒိန်းဖို့အထိစည်ရေးရီမှန်းချက်နဲ့ချနေပြီလို့မကွေတိုင်းနဲ့ရခိုင်ပြည်နယ်နယ်စပ်တိတာအခြေဆိုင်စည်ရေးတရင်ရင်းမြစ်တအူးကပြောပါလိမ့်။လက်ရှိမှာပေါင်မြို့အခြေဆိုင်ကပ္ပစ24အနီးမှာတိုက်ပွဲတွေဖြစ်နေပေမဲ့အသေးစိတ်ပြောကြားလို့ချင်းမရှိသေးဘူးလို့ဒေသကားကိုရေးဖွဲ့တချို့ကဆိုပါတယ်။အေးနဲ့မာမိတ်ဒေါ်လန်ကြီးတက်တွေကတော့ကပ္ပစ6နဲ့14အနီးပတ်ဝန်းကျင်အမ်ဘရန်လန်းနဲ့ ငဖယ်မျိုးနယ်ကနရေကန်ဘျူဟာပဝင်းကျင်တောင်ကုတ်ပတောင်းလမ်းမိုင်းကလေးသာတောင်စခန်းနဲ့ညောင်ကျိုးစခန်းပဝင်းကျင်နေမှာစတေမာလာဇန်ကတဲ့ကတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။အခြားတရင်ရင်းမြေတအုပ်ကလည်းကပ္ပစာ6နဲ့ကပ္ပစာ14ကိုအပိသက်သိမ်းယူဖို့ထိအေးနဲ့မာမိတ်တက်တွေစီရေးရှိန်မြင့်နေတာလို့သုံးသပ်ပြောဆိုပါတယ်။အချမ်းဘက်စကောင်းစီတက်မှာကပ္ပစာစက်ယုံ25ခုရှိပါတယ်။မဝေးတိုင်းတို့မှာအများဆုံး15ယုံ၊ပဲခူးတိုင်းမှာ9ယုံ၊နေပြည်တော်တကုံးမှာ2ယုံ၊ရန်ကုန်တိုက်ကြီးမှာ1ယုံရှိပါတယ်။ မဝေးတိုင်းထဲကကံကောပေါက်မြိုင်စိတ်ဖြူစိတ်ထုတ်တရာငဖဲတရက်အထက်မင်းလဆင်းပေါင်းဝဲမျိုးတွေနဲ့ပဲခူးတိုင်းထဲကပထောင်းပေါက်ခေါင်းမျိုးနဲ့ဒီမှာခါပါစာစက်ယုံပေါင်း22ခုတည်းရှိပါတယ်လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့အေရဲ့မဟာမိတ်တက်တွေနဲ့နေဆက်သူတို့ကအခုနရေးကန်ရောခါပါစာချောင်းနဲ့ဆလီရောအခြေအနေကောင်းတယ်လို့ပြောဆိုပါတယ်ဒါပြင်ငဖဲမျိုးနဲ့မှာရှိတဲ့နရေးကန်ဖြူဟာရဲ့ကာကင်စကန်တွေကိုလည်းအေနဲ့မဟာမိတ်တက်တွေကစီရေးရှိန်မြင့်တိုက်ခိုက်နေပြီတော့ ပြီးခဲ့တဲ့စတင်ဘာလနောက်ပိုင်းမှာကာကင်းစကန်တစ်ခုနဲ့အော်တိုဘာလ၈ရက်နေ့မှာနောက်ထပ်ကာကင်းစကန်တစ်ခုထပ်မံတင်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။အခုနိုင်ရေးကဏ္ဍကဂုံးကြီးစကန်ကို ထိန်းထားပြီးနောက်ပြီးဖိုက်တာဂုံးလို့ခေါ်တဲ့နောက်ထပ်စကန်တစ်ခုလည်းရထားပြီးလေရောင်းကနေလာပြစ်ပြီးတော့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။အဲဒီစကန်တိုင်းတိုက်ပွဲတွေမှာစတက်ဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားခဲ့ပြီးအေးနဲ့မာမိတ်တပတ်မှလည်းထိခိုက်ကြဆုံးမှုတချို့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့အော်တိုဘားလ၂ရက်နေ့ကတိုက်ပွဲတွေမှာရဲဘော်နှစ်ဦးကြာဆုံးခဲ့ရတယ်လို့အရှိုးချင်းကောက်ွယ်ရေးတပ်ကအော်တိုဘားလ၈ရက်နေ့မှာတရင်ထုတ်ပြန်ထားပါတယ်။အချမ်းဘက်စကောင်းစီဟာရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့မကွေးတိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်းကစစ်စင်ရေနယ်မြေတွေမှာဓမ္မ69လောက်ခန့်တရင်နေအစားဇခခစကောင်းလောက်ခန့်တရင်နေဖြစ်တယ်။ခမရ9ခွန်၄၊ခမရ969၊ခမရ905၊ခမရ909၊ခမရ920 ခလာယ295တို့ကိုပြီးခဲ့တဲ့ဩဂတ်စ်လကစပြီးပို့ဆောင်ကြတာဖြစ်ပါတယ်။အရိတရဲကစကောင်းစီတစ်ဖက်ဝင်နေတဲ့သူစစ်မှုထံတန်းန်းစင်အများပြားပါလာပြီးအေးနဲ့မာမိတ်တပ်တွေထိန်းချုပ်ထားတဲ့စခန်းလေးကိုပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒါပြင်အချမ်းဆက်တက်ကလေးချောင်းလက်နက်ကြီးဒရုန်းနဲ့စစ်မှုထံတန်းန်းစင်အင်အားကိုတုံးပြီးတော့ထိုးစစ်ဆင်နေလို့ခိုးလို့တိုက်ပွဲတွေပြင်းထန်နေတာလို့အေးကသတင်းထုတ်ပြန်ထားပါတယ်။အလားတူပေးခဲ့တဲ့စတေမာလာဇန်းကတိုက်ပွဲတွေမှာလည်းအချမ်းဘတ်ဆခဆာဘက်ကထိခိုက်တိုက်ဆုံမှုများပြားပြီးတော့ သောကွာထွက်ပြေးသွားလို့လိုက်လံတိုက်ခိုက်နေတယ်လို့အေအေကထုတ်ပြန်ထားပါတယ်။လက်ရှိမှာနိုင်ဧကန်ပြူဟာပဝင်းကျင်တဲ့အမ်ဘရန်လန်၊မင်းတုံတည့်ရဆင်းပောင်ဝဲအထက်မင်းလာငဖဲမျိုးနယ်တွေနဲ့ပတိမုံရွာလမ်းမိုက်နေဘကိုးတိုင်းတွေကတောင်ကုတ်ပဒေါင်ကာလန်အေယာဝရီတိုင်းတွေကလေးမျက်နှာမျိုးနယ်တွေမှာတိုက်ပွဲတွေဖြစ်နေပါတယ်။လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့အေအေကတိကျထုတ်ပြန်ထားခြင်းတော့မရှိသေးပါဘူး။ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့ကထုတ်ပြန်ချက်မှာအကြံဖတ်စစ်တပ်ကတိုက်ပွဲတွေမှာစမှုတန်တင်နန်းစင်းတွေအများပြားထွက်ပြေးနေပြီးတော့ ဖိကိုက်တဆုံမှုတွေလည်းများပြားနေတယ်လို့အေးကအသိပေးထားပါတယ်။အဲလိုတက်ပြတ်နေတဲ့စကောင်းစီတာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မျိုးတွေရွာတွေကရတားပြည်သူတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေလို့လုံခြုံရေးရသတိပြုကြဖို့နဲ့လေချောင်းရေချောင်းလက်နက်ကြီးရန်နဲ့ပတ်သက်တဲ့အရေးပေါ်သတိပေးချက်တွေကိုလည်းအေးကထုတ်ပြန်ထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့တဲ့သတင်းပေးသားများကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြတင်းပြပါတဲ့ဒေါ်လာရင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိုးနေပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။